နယ်မြောက်ရီမြို့နယ်ရှိကြားဖြန့် online ငွေလိမ်လုပ်ငန်းတွေမှာခိုင်းစေခံခဲ့ရတဲ့အင်ဒိုနီးရှားနဲ့သရီလင်္ကာနိုင်ငံသား414ယောက်ကိုမလ18ရက်မှာကရင်နယ်ကြားဆောင်တဲ့ BGF ကနေရပြန်ပို့လိုက်ပါတယ်အင်ဒိုနီးရှားနိုင်ငံသားအယောက်400သရီလင်္ကာနိုင်ငံသား14ယောက်ကိုမြန်မာထိုင်းချစ်ကြည်ရေးတရအမှတ်နှစ်ကနေတဆင့်ထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းပေးလိုက်ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုဆက်လက်ပို့ဆောင်မှာဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံသားဆက်နှစ်ယောက်ကိုလည်းဒီကနေ့ပြန်ပို့ဖို့စီစဉ်ခဲ့ပေမဲ့သက်ဆိုင်ရာနိုင်ငံကလာမကြိုတဲ့အတွက်ပြန်မပို့ဖြစ်ဘူးလို့သိရပါတယ်မနက်ဖြန်မလာဆက်ရှင်မှာလဲအင်ဒိုနီးရှားနိုင်ငံသား165ယောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား16ယောက်နဲ့ဂျပန်နိုင်ငံသား1ယောက်တို့ကိုထပ်မံလွှဲပြောင်းပေးဖို့အစီအစဉ်ရှိပါတယ်ရှင်။ ချင်းပြည်နယ်ဖလန်းမြို့မှာချင်းပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့နေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားသေဆုံးတာရှိသလိုအရှင်ဖမ်းမိထားသူတွေလည်းရှိတယ်လို့ချင်းညင်အောင်တပ်ဖွဲ့တွေစီကနေသိရပါတယ်တိုက်ပွဲမှာချင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတပ်မဟာမှူးတဦးနဲ့ PDF ရဲဘော်တဦးတို့ကြားဆုံခဲ့ကြတယ်လို့လည်းချင်းအမျိုးသားကာကွယ်ရေးတပ်မတော်ပြန်ကြားရေးတာဝန်ခံကပြောပါတယ် ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့မှာပြီးခဲ့တဲ့မလ7ရက်ကနေ14ရက်အထိတောရတာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းချင်းညနောင်တပ်ဖွဲ့ဝင် CNO CNDF တပ်မဟာမှုစလိုက်ချွန် KC နဲ့ ZFU PDF ဆိုလန်းကရဲဘော်ဇန်းကိမ့်မုံခေါ်မှုန်ပြီးတော့ကြာဆုံးခဲ့ရတာဖြစ်ပြီးမလ16ရက်အထိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့လဲဆိုပါတယ်ရှင်။ ေအရီတိုင်းလေးမျက်နှာမြို့နယ်မှာစစ်ကောင်စီတပ်ကရခိုင်တိုင်းဒေသစစ်ဘေးရှောင်နှစ်ယောက်ကိုဖမ်းဆီးထားပြီးအဆက်အသွယ်ပြတ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။မလ15ရက်ည7နာရီလောက်ကလေးမျက်နှာမြို့နယ်ကွင်းကြီးကျေးရွာအုပ်စုကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်ခဲ့ပြီးအောင်စံကွင်းနဲ့ဇီးပင်ကွင်းကျေးရွာကရခိုင်တိုင်းဒေသစစ်ဘေးရှောင်ဦးအောင်ဝင်းနဲ့နောက်ထပ်လူငယ်တယောက်ကိုဖမ်းဆီးထားတာလို့ဆိုပါတယ်။ တပ်ဖွဲ့တွေကြောင့်ဆစ်ဆောင်လာတဲ့ရခိုင်တိုင်းသားနှစ်ယောက်အေအေနဲ့ပတ်သက်တယ်လို့ဆဆွဲပြီးဖမ်းဆီးသွားတာလို့အဖမ်းခံရသူတွေနဲ့နှိစက်သူတယောက်ကပြောပါရယ်အဖမ်းခံရသူတွေနဲ့မလ18ရက်အထိအဆက်အသွယ်မရဖြစ်နေပြီးဗမာဖမ်းဆီးထားတယ်ဆိုတာကိုမသိရသေးဘူးလို့ဆိုပါရယ်ရှင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးဟောင်းမစ္စတာအီချီရိုမာရူယာမာဟာမြန်မာအရေးနဲ့ပတ်သက်ပြီးဟောပြောပွဲကိုမလ16ရက်ကဂျပန်နိုင်ငံတိုကျိုမြို့ဂျိုးဆိုင်တက္ကသိုလ်မှာပြုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြည်လဲထွန်းကားရေးအတွက်ထောက်ကူပြုဖို့ပြုလုပ်တာလို့ဥဆောင်ကျင်းပခဲ့တဲ့ JMFA ဥက္ကဋ္ဌမစ္စတာဖူဂျီနိုဝါရိုရှီယိုကရှင်းပြခဲ့ပါတယ်။ဟောပြောဝဲကိုဂျပန်သတင်းဌာနတွေ၊ဂျပန်မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ၊ဂျပန်တက္ကသိုလ်ကပါမောက္ခတွေ၊မြမအရေးလေ့လာနေတဲ့တက္ကသိုလ်ကျောင်းသားတွေ၊မြမအရေးစိတ်ဝင်စားတဲ့ဂျပန်လူမျိုးတွေနဲ့ဂျပန်ရောက်မြမအရေးလှုပ်ရှားနေသူတွေတက်ရောက်ခဲ့ကြပါတယ်။ငယ်စားသက်အမတ်ကြီးမစ္စတာ မာရူယာမာကမြန်မာစကားကြွကျစွာပြောဆိုနိုင်က နိုင်ငံတော်ရဲ့အတိုင်းအခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နဲ့လည်းရင်းနှီးစွာဆက်ဆံရေးရှိခဲ့သူဖြစ်ပါတယ်။သူရဲ့တတမန်အတွေ့အကြုံတွေနဲ့လက်ရှိဂျပန်အစိုးရသဘောထားတွေကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီးစစ်တပ်ကအခုစစ်ကောင်စီထိ250နီးပါးမြန်မာနိုင်ငံရေးမှပဝင်ပတ်သက်ကကျန်းမ်းစွာဖိနှိပ်အုပ်ချုပ်ခဲ့ကြတာကိုအထောက်အထားတွေနဲ့ရှင်းလင်းပြောကြားခဲ့ပါတယ်ရှင်။ ARD တိုင်းကြုံပြုံမျိုးနယ်ကကြေးရွာတချို့မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံအမျိုးသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်မလ14ရက်ကစတင်ပြီးမလ16ရက်အထိကျုံပြော့ခြေဆိုင်ခလာရ36တက်ကစစ်ကောင်စီတပ်အင်အား90လောက်နဲ့ကျုံပြော့မြို့နယ်ထဲကအင်းတေော်ရွာပလင်းကျေးရွာတထေးကုန်းကျေးရွာနဲ့ညောင်ကုန်းကျေးရွာတွေမှာစစ်ကြောင်းထိုးနေတာလို့ဆိုပါတယ် စစ်ကြောင်ထိုးတဲ့စစ်ကောင်စီတပ်ကအမျိုးသားတွေကို တိကထားဆစ်ဆဲပြီး PDF နဲ့ AA ဖွဲ့ကဆိုကဖမ်းဆီးနေတာလို့ဒေသခံကပြောပါတယ်စစ်ကောင်စီတပ်စစ်ကြောင်ကလေယာနဲ့ထင်းခုံလုပ်ငန်းလုပ်ကိုက်နေတဲ့အမျိုးသားတိုင်းကိုဖမ်းဆီးဆစ်ဆဲနေတဲ့အတွက်ဒေသခံတွေအလုတ်ကကောင်မလုပ်ရဘဲဖြစ်နေတာပါအဲ့ဒီဒေသဘက်မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာအပြင်စက်တက်လေထီတွေနဲ့ပါပြန်ဝဲပြီးပြစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်ဘော်ဆိုင်မြို့မှာတရားမဝင်နေထိုင်တဲ့တရုတ်နိုင်ငံသား9ယောက်ကိုမလ16ရက်ည9နာရီမှာရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဘော်ဆိုင်သတ္တုတူဖော်ရေးကုမ္ပဏီတွေဖြစ်တဲ့တောင်ကြီးသိန်းကုမ္ပဏီမှာအလုပ်လုပ်နေတဲ့တရုတ်နိုင်ငံသား၄ယောက်၊မြင်းတကားကုမ္ပဏီက၂ယောက်နဲ့ကောင်းသောအင်အားကျဲကုမ္ပဏီက၁ယောက်စုစုပေါင်း9ယောက်ကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ တရုတ်နိုင်ငံသားတွေအများကြီးရှိတဲ့အထက်ကအနေငယ်ကိုသာဟန်ပြသဘောမျိုးဖန်တာလို့ဒေသခံတယောက်ကပြောပါတယ်ဖက်စစ်ထားတဲ့တရုတ်နိုင်ငံသားတွေကိုလာဝကလက်အပ်ပြီးအရေးယူသွားမယ်လို့စစ်ကောင်စီဘက်ကပြောပေမဲ့အတိအကျကိုတော့မသိရသေးဘူးလို့ဖွဲ့စည်းမျိုးအချုပ်ရေးဘက်ကတာဝန်ရှိသူကပြောပါရရှင်။ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာရှိတဲ့တရားဓမ္မအနီးကစစ်ကောင်စီရဲ့ဆင်စလုတ်ဂိတ်စခန်းကိုမလ14ရက်ည12နာရီကျော်လောက်မှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးတာဝန်ခံစီကသိရပါတယ်စစ်ကောင်စီရဲ့ဆင်စလုတ်ဂိတ်စခန်းတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးက၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ ပြည်သူတွေအနေနဲ့တမနစ်ခွဲအခြေအတွင်းကား၃စီးလောက်အမြန်လမ်းကိုဖြတ်တန်သွားလာနေတဲ့အတွက်စစ်စည်ရေးကို90ရာခိုင်နှုန်းလောက်သာပို့ဆောင်နိုင်ခဲ့တယ်လို့စစ်ရေးတာဝန်ခံရဲဘော်မင်းခေါင်က DPP ကိုပြောပါရယ်စစ်စည်ရေးတွေတောက်လျှောက်ပို့ဆောင်သွားမှာဖြစ်တဲ့အတွက်ခီးသွွားရင်တွေကိုသတိနဲ့သွာလာကြဖို့သတိပေးထားပြီးကားသမားတွေလိုက်နာကြဖို့လိုတယ်လို့ဆိုပါရယ် စင်စရုပ်ကိစ္စကတခါမှုအတွင်စစ်ကောင်စီတပ်ဖွဲ့တွေထိခိုက်သေးဆုံးမှုအခြေအနေကို DPP ကတီးကြားတည်မပြုံနိုင်သေးပါဘူးရှင်။အရခတ်တော် A ကဖန်ဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား26ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း BSS News သတင်းတပုတ်မှဖော်ပြပါရတယ်။ ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တဲ့ BGB တက်ကနက်တက်ရင်ရဲ့ညှိနှိုင်းမှုနဲ့မလ15ရက်မိုးလယ်ပိုင်းမှာပြင်လဲလွတ်မြောက်လာခဲ့တာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကတက်ကနက်မြန်မာကူးတန်းသွားလာရေးစိတ်ခံတရားကိုပို့ဆောင်ပေးခဲ့တယ်လို့ဒုတိယဗိုလ်မှူးကြီးအာရှိကာရာမန်ကပြောပါတယ်အဲ့ဒီငါဖန်သမားတွေဟာအုတ်စုအသီးသီးနဲ့ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲမှာတရားစီသူတို့ရဲ့လေတွေနဲ့ငါဖန်ချရင်မြမရေပိုင်နက်ထဲကိုအမှတ်မထင်ပဲ ကျူးကျော်ဝင်ရောက်မိချိန်မှာအေအေကဖန်ဆီးခဲ့တာလို့သူကပြောကြားခဲ့ပါတယ်ရှင်။ ARI တိုင်းပသိမ်မြို့မှာဒီကနေ့မလ18ရက်မနက်အစောပိုင်း4:48မိနစ်လောက်ကမိလောင်မှုဖြစ်ပွားပြီးနေအိမ်6လုံးမိလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ပတိုင်မြို့အမှတ်ရှိရွက်အရမြလမ်းမကြီးခုနှစ်လမ်းရဲ့လမ်းသွဲရှစ်လမ်းမရှိတဲ့နေအိမ်တလုံးကနေပော့ဆမီစတင်လောင်ကျွမ်းခဲ့တဲ့အတွက်အိမ်နီးချင်းနေအိမ်၅လုံးအထိမိကူဆက်လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်အချိန်မီမီထိနိုင်ခဲ့တဲ့အတွက်ဆော်ရှုံးမှုနေတာဖြစ်ပြီးမိလောင်ခဲ့တဲ့နေအိမ်၆လုံးစလုံးကတော့လုံးဝပြာကျသွားတယ်လို့ဒေသခံတယောက်ကပြောပါတယ် မိလောက်မှုကြောင့်သူ့မိုးပြင်ကာပြင်ခင်းနေအိမ်တွေအပါအဝင်နေအိမ်၆လုံးမိလောက်ဆုံးရှုံးခဲ့တာဖြစ်ပြီးလူနဲ့ trade ဆန်တွေထိခိုက်သေးဆုံးတာမရှိခဲ့ဘူးလို့ဆိုပါတယ်မီလောက်ကျွမ်းတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာကမင်းစတေလောက်ကျွမ်းတဲ့နေအိမ်ပိုင်ရှင်ကိုစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။ ထရမ်အစိုးရဟာတာမြင့်ချက်အသေးရဲ့တစိတ်တစ်ပိုင်းအဖြစ်နိုင်ငံပေါင်းဒါဇင်နဲ့ချီတဲ့နိုင်ငံသားတွေအတွက် ခီးသွွာလာခွင့်ကန့်သက်ချက်တွေကို ထုတ်ပြန်မှုသုံးသပ်စဉ်းစားနေတယ်လို့ရိုက်တာသတင်းကမလ15ရက်မှာဖော်ပြပါတယ်ရိုက်တာကနိုင်ငံပေါင်း52နိုင်ငံကိုတိကျအုပ်စု3စုခွဲပြီးစာရင်းပြုစုထားပါတယ်ပထမအုပ်စုမှာပါဝင်သူတွေက အမေရိကန်ဗီဇာလောရရနိုင်မှာမဟုတ်ဘဲ ဒုတိယအုပ်စုမှာပါဝင်သူတွေကတော့တစိတ်တစ်ပိုင်းဆိုင်ငံ့ခံရမှာဖြစ်ပါတယ်မြန်မာအပါဝင် Eritrea, Haiti, Laos နဲ့တောင်ဆူဒန်နိုင်ငံတွေကဒုတိယအုပ်စုမှာပါဝင်နေတာဖြစ်ပြီးချွင်းကျပ်တချို့နဲ့ပြည်ဝင်ခွင့်လက်ခံပေမဲ့အလဲပတ်ကြောင်းသားနဲ့တခြားရွှေ့ပြောင်းနေထိုင်မဲ့ပြည်ဝင်ခွင့်ဗီဇာတွေဆိုင်ငံ့မှုရှိနေပါတယ်။တတိယအုပ်စုမှာ Belarus, Pakistan အပါဝင်26နိုင်ငံအစိုးရတွေကရက်60အတွင်း လိုအပ်လက်ဟာချက်တွေကို ဖြည့်ရှင်းဖို့မကြိုပမ်းရင်တစိုက်တစ်ပိုင်းဆိုင်ငံ့ဖို့ရှိနေတာပါရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရှိကြားဖြန့် online ငွေလိမ်လုပ်ငန်းတွေမှာခိုင်းစေခံခဲ့ရတဲ့အင်ဒိုနီးရှားနဲ့သရီးလင်္ကာနိုင်ငံသား414ယောက်ကို မလ18ရက်မှာကရင်နယ်ကြားစောင့်တဲ့ BGF ကနေရာပြန်ပို့လိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားအယောက်၄၀၀သရီလင်္ကာနိုင်ငံသား၁၄ယောက်ကိုမြန်မာထိုင်ချစ်ကြည်ရေးတရအမှတ်နှစ်ကနေတဆင့်ထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းပေးလိုက်ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုဆက်လက်ပို့ဆောင်မှာဖြစ်ပါတယ်။ထိုင်ဝမ်နိုင်ငံသား၁၂ယောက်ကိုလည်းဒီကနေ့ပြန်ပို့ဖို့စီစဉ်ခဲ့ပေမဲ့သက်ဆိုင်ရာနိုင်ငံကလာမကြိုတဲ့အတွက်ပြန်မပို့ဖြစ်ဘူးလို့သိရပါတယ်။မနက်ဖြန်မလာဆက်ရှင်မှာလည်းအင်ဒိုနီးရှားနိုင်ငံသား၁၆၅ယောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၉ယောက်နဲ့ဂျပန်နိုင်ငံသား၁ယောက်တို့ကို ထပ်မံလွှဲပြောင်းပေးဖို့အစီအစဉ်ရှိပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲပြီးပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဖုံးတော်ကြီးတပါးနဲ့ကိုရင်တွေအပါအဝင် ပြည်သူအ ਨੇ စုံ၁၄ယောက်သေဆုံးခဲ့တယ်လို့ကနဦးသိရပါဗျာ။ မလ16ရက်ညနေ9:00ခွဲအချိန်မှာနောက်ချုံမြို့စေရနာပရိယတိစာတင်တိုက်ကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးစီနှစ်ကြိမ်စွစ်စွပ်ပေါင်း၄လုံးကျဲချခဲ့သလိုစစ်တပ်နဲ့လည်းနှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါသိရှိရသလောက်ဘုံတို့ကြီးတပါနဲ့ကိုရင်ရှစ်ပါပြန်လုံတော်မူခဲ့ပြီးအမျိုးသား၂ယောက်နဲ့အမျိုးသမီး၃ယောက်အသေဆုံးခဲ့ပါတယ် ထုတ်ပြန်တွေ့ရှိရတဲ့ပုံတွေအရတော့ဖုန်းတော်ကြီးចောင်းဆောင်ဘော်ကိုဘုံတက်တဲ့ကြားရောက်ပောက်ကွဲပြီးအကုန်ပြိုကျနေတာကို တွေ့ရပါတယ်။ဘုံကြားရောက်ပောက်ကွဲလို့ပြည်သူအများပြားထိခိုက်မှုရှိပြီးနေအိမ်နဲ့ចောင်းဆောင်လည်းအများပြားထိမှန်ပျက်စီးသွားခဲ့သလိုနောက်ဆက်တွဲအခြေအနေတွေထုတ်ပြန်ပေးမယ်လို့ PSLF TNL ကဆိုပါတယ်ရှင်။ ဘကိုးတိုင်းနောက်ချံအုပ်ဖို့မြို့နယ်ဘကိုးယုံမအတွင်းကစစ်စင်ရဲနေမြေအတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ခီးမသွားကြဖို့အုပ်ဖို့မြေအောက်ပျောက်ကြားတပ်ဖွဲ့ကမလ16ရက်မှာတတိပေးလိုက်ပါတယ်ကားဆိုင်ကသုံးဘေးနဲ့ကျွင်းသွားတွေကအစခီသွလာခွင့်ကိုမလာ16ရက်ကစတင်ပိတ်ပင်ခဲ့တာပါနောက်ထပ်ထုတ်ပြန်ချက်တစုံတရာမထုတ်ပြန်မခြင်းအတီးဖြစ်တယ်လို့လဲဆိုပါရယ် ထိတွေ့တိုက်ပွဲတွေဖြစ်လာရင်ပြည်သူတွေမထိခိုက်စေဖို့နဲ့သစ်တော်တရားစာတတွေကိုတရားမဝင်ခိုးထုတ်မှုတွေကိုထိထိရရောက်အေးအေးယူဖို့ဖြစ်တယ်လို့နေအောင်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ရဲ့စစ်ရေးတာဝန်ခံဗိုလ်တောက်တဲက DBB ကိုပြောပါတယ်ရှင်အခြေခံပညာကျောင်းသားကျောင်းသူတွေနေရာဒီမှာရက်ပေါင်း20ကျောင်းပြန်တက်ရမယ်လို့ရန်ကုန်တိုင်းအခြေခံပညာဦးစီးဌာနကနေသိရပါဗျာ 2024-2025ပညာသင်နှစ်မှာစာမွေးဖြေဆိုပြီးစီးထားတဲ့အခြေခံပညာကျောင်းသားကျောင်းသူတွေအနေနဲ့ဧပြီလအထက်မှာကျောင်းပြန်တက်ရမှာဖြစ်ပြီးပြင်ပသင်တန်းတစ်ခုခုတက်ရောက်နေတဲ့ကျောင်းသားတွေတက်ရောက်စရာမလိုပဲအဲ့ဒီကျောင်းတက်ရက်တွေမတက်ရင်အတန်းတင်မပေးဘူးဆိုတာတွေဟာမဟုတ်မမှန်ဘူးလို့ရန်ကုန်တိုင်းအခြေခံပညာဦးစီးဌာနအရာရှိတဦးကပြောပါရယ်ဧပြီလအထက်မှာ15ရက်နဲ့မေလအထက်မှာ9ရက်တက်ရမှာဖြစ်ပြီး မတက်မနေရမဟုတ်ပဲတရက်ကိုကြောင်တက်ချိန်အများဆုံးနှစ်နာရီလောက်သာတင် जा မှာဖြစ်ကတင် जा ပေးမဲ့ဆရာဆရာမတွေကိုလည်းတာဝန်ခွဲဝေချထားပေးမှာဖြစ်တယ်လို့ဆိုပါတယ်အခုလိုနေရသည်မှာကြောင်တက်ခိုင်းတဲ့အပေါ်ကျောင်းသားမိဘတချို့ကထောက်ခံပြီးကျောင်းသားမိဘတချို့ကတော့ကန့်ကွက်နေကြပါတယ်နေရသည်မှာကြောင်တက်ဖို့ဟာအခြေခံပညာကျောင်းတွေအပြင်ပုဂ္ဂလိကကိုပိုင်ကျောင်းတွေမှာပါဖွင့်လှစ်ဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်ရှင် ARD တိုင်းလေးမျက်နှာမြို့နယ်ကတောင်သူတွေကိုစစ်ကောင်စီရဲ့စိုက်ပျိုးရေးဗန်ကနေထုတ်ချေထားတဲ့ချင်းငွေတွေပြန်ဆက်ဖို့ဖိအားပေးချိန်ချောက်တောင်းယူနေတယ်လို့ဒေသခံတောင်သူတွေစီကသိရပါဗျ။မလ14ရက်မှာလေးမျက်နှာမြို့နယ်အိုင်တပြုတ်ကျေးရွာအုပ်စုထဲကတောင်သူတွေကို အစည်းအဝေးခေါ်ယူပြီးမလ18ရက်နောက်ဆုံးထားကစိုက်ပန်ချင်းငွေတွေကိုအကြေဆက်ခံခဲ့တာပါဗျ။ အစည်းအဝေးမှာစိုက်ပျိုးရေးဘဏ်မန်နေဂျာကချိန်ထားတဲ့ငွေတွေကိုတမတ်ရဲ့အတွင်ပြဆက်ဖို့နဲ့ပြမဆက်ရင်လဲတွေသိမ်းမယ်လို့ပြောသွားကြောင်းဒေသခံလယ်သမားတယောက်ကပြောပါရယ်လေမျက်နှာမြို့နယ်မှာစစ်ကောင်စီစိုက်ပျိုးရေးဘဏ်ကနေဖိအားပေး တောင်းယူနေတဲ့ချင်းငွေတွေဟာ NLD အရက်သားအစိုးရလက်ထက်ကချိန်ထားတဲ့ချင်းငွေနဲ့2024ခုနှစ်ကကျွေးကြံတချို့ဖြစ်တယ်လို့သိရပါရယ်တမ်းမြေဩဇာစေ73စီဒီဇယ်နဲ့တက်စီစေတက်တာအပြင် စပားအပင်ဖြက်စီတဲ့ရွှေကျူးနဲ့ဖြက်ပိုးတွေကြာရောက်ခဲ့တဲ့အတွက်လက်သမားတွေဟာစိုက်ပန်ချင်းငွေပြန်ဆက်ဖို့အကြက်တဲတွေနဲ့ရင်ဆိုင်နေရပါတယ်ရှင်။ဒီနှစ်ကုန်ပိုင်းမှာထရွေရောက်ပွဲပြုလုပ်မှာဖြစ်တဲ့အတွက်ရောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ပြည်သူနဲ့အစိုးရပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့2020ထရွေရောက်ပွဲရလဒ်ကိုလက်မခံဘဲအာဏာသိမ်းခဲ့တဲ့စစ်ကောင်ဆောင်ကပြောပါတယ်။မလ16ရက်နေ့ကနေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌယုံသဘင်ဆောင်မှာပြုလုပ်တဲ့ဂုံထူးဆောင်ပွဲရရှိသူတွေကိုစုချီးမြှင့်တဲ့အခမ်းအနားမှာပြောဆိုလိုက်တာပါပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်ဖို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းစီစဉ်ဆောင်ရွက်နေပြီဖြစ်လို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပပေးမှာမို့ပြည်သူနဲ့အစိုးရဝိုင်းဝန်းဆောင်ရွက်ကြဖို့အာဏာသိမ်းစစ်ကောင်ဆောင်ကတိုက်တွန်းခဲ့တာပါ အခမ်းအနားတွင်မှာ ပြည်တော်စုစီသူတင်ကဟဘွဲတွေကိုလည်းစစ်ကောင်ဆောင်ကပြအပ်ခဲ့ကြပါတယ်ရှင်။ TNL ထိချုပ်ထားတဲ့မုကုံနဲ့ကုတ်ခိုင်မျိုးတွေမှာမျိုးစောက်တက်ဖွဲ့ဖို့စီရင်တွေကောက်ခံနေတယ်လို့ TNL သတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွေးရည်ဦးက GBP ကိုပြောပါရတယ်။ မုတ်ကုတ်မြို့နယ်ကုတ်ခိုင်မြို့တွင်မှမြို့ဆောက်တက်ဖွဲ့ဖို့အတွက်အသက်16နှစ်ကနေ55နှစ်အတွင်းရှိမြို့ကံပြည်သူတွေကိုစည်ရင်ကောက်နေတာမှတ်ကတ်မှုရှိပြီးလက်ရှိမှာစည်ရင်ကောက်ယူဆဲကာလသာဖြစ်ကာရွေးချယ်ခံရသူတွေအနေနဲ့အခြေခံစစ်ပညာသင်တန်းတွေတက်ရမယ်လို့လွေရည်ဦးကပြောပါတယ်တဲအမျိုးသားလူမျိုးရေးတက်မတော် TNL ထဲချုပ်ရာဒေသတွေထဲမှတစ်ခုဖြစ်တဲ့နတ်ခမ်းမြို့မှာမြို့ဆောက်တက်ဖွဲ့စည်းဆောင်ရွက်ပြီးပြီဖြစ်တဲ့အတွက် မိုးကုတ်နဲ့ကုတ်ခိုင်မျိုးတွေမှာမျိုးစောက်တက်ဖွဲ့ဖို့အတွက်ဆောင်ရွက်ရတာလို့ဆိုပါတယ်မိုးကုတ်မျိုးမှာတော့လီဆူနဲ့ကိုရခါလိုမျိုးတွေကို စုစည်းပြီးသင်္นานပေးကတရရင်တစ်ခုဖွဲ့စည်းထားပြီးလက်ရှိမှာစရင်ကောက်ယူနေတာတွေကြောင့်ရှောင်းတိန်နေသူတွေလည်းရှိတယ်လို့မြို့ကန်တွေစီကတီးရပါတယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာဝါယာရှော့ဖြစ်ပွားပြီးမလ15ရက်နဲ့16ရက်နှစ်ရက်ဆက်တိုက်မီးလောင်မှုတွေဖြစ်ခဲ့ကနေအိမ်နှလုံးနဲ့ Transformer ပျက်စီးခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်မလ15ရက်နေ့လယ်ပိုင်းကရတနာတီရိရက်ကွက်နယ်မြေ6မြဝွေလန်းကနေအိမ်တစ်ခုမှာဝါယာရှော့ဖြစ်ပြီးမီးလောင်ခဲ့တာကြောင့်နေအိမ်တစ်လုံးပျက်စီးခဲ့ပါရယ်မလ16ရက်နေ့လယ်12နာရီမှာလဲညောင်ရွှေဟော်ကုန်းရက် နန်ထိုက်ရွှေစင်ကွန်ဒိုအနီးနားကနေအိမ်မှာဝိုင်ယာရှော့ဖြစ်ပြီး transformer ကိုမိကုဆက်သွားခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။မိဘအိယိတ်ကွန်ဒိုဘေးကအိမ်မှာဝိုင်ယာရှော့ဖြစ်က transformer ကိုကူးသွားတဲ့အတွက်မိလောင်မှုဖြစ်ခဲ့ပြီးနိုင်ဝက်နီးပါးမိငိမ့်တက်ခရရတယ်လို့မြို့ကန်အမျိုးသားတယောက်ကပြောပါတယ်။နွေရသည်ကာလကိုရောက်ရှိလာပြီးလျှက်စမီမမှန်တာမိလာချိန်မိအားများတာတွေကြောင့် ဝါယာရှော့ဖြစ်မှုတွေကနေတဆင့်နေအိမ်မီလောင်မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။တိခရက်မလ14ရက်နဲ့15ရက်တွေမှာလဲရွှေဖုံးပွေဖျားတောက်ချေမှာတော်မီလောင်ကျွမ်းမှုတွေရှိခဲ့ပေမဲ့မနေ့ကတော့မြင်းငိမ့်သွားပြီလို့သိရပါတယ်ရှင်။